ှင်မိုးအပိုင်း30ချစ်ပြုံးနှင်းစီကြိုက်လားတိချက်ရင်းနသာဆိုးလိုက်ဆိုထားတာမဟုတ်ဘူးလားဟာတိချက်ကမွေးအဆိုရှင်ကိုတိနေတာပဲမိုက်တယ်ဗျာဂီတနှစ်တန်ကိုစောင်းရင်းရေးတဲ့တချင်းတွေအကုန်လုံးကြိုက်တယ်ဟိုးတေးလဲတိတယ်တဲဟုတ်ပါလားတို့တိချက်ကပြောစရာစကားတွေများကြီးရပြီဗျာပျော်လိုက်တာအခုနောက်ပိုင်းမန်လီသိန်းစော်ပြန်ဆိုထားတာကိုလည်းကြိုက်တယ်သူ့တန်လေးနဲ့လည်းလိုက်တယ် ဖြူပြလေးမူရသွဲ့နှွေချစ်တဲ့သူခင်ရဲ့မန်ညိုမျက်နှာထားရေရဲ့ညိုကြည့်နေစိတ်နာလီလာကွေရွှေနင်းစီငုံကလေးနဲ့နှုတ်ခမ်းတော်ဆူလုံးနေဖြူပြလေးမူရသွဲ့နှွေချစ်တဲ့သူခင်ရဲ့မန်ညိုမျက်နှာထားရေနဲ့ ညိုချီနေစိမ့်နာလီလာကွေရွှေနေစီငုံကလေးနေနှုတ်ခမ်းတော်ဆူလုံးနေကိုစကားပြောနေရင်ကပဲကိုတေးဖြစ်သည်တီလုံးလေးစတင်အတော်ကိုတီဆူလိုက်သည်စကားပြောနေသည့်အတန်နှင့်ကွဲလွဲစွာထလာသည့်သူ့အတန်ကနားထောင်လို့ကောင်းနေသည်အရင်တစ်ခါလာခဲ့စဉ်ကစီတူလင်းတခြင်းကိုဂီတာဖြစ်သည်ဆိုနေသည်ကိုကြားဘူးခဲ့သည် ခစ်ပေါ်သခြင်းများတော့သာစိုတီးတတ်သူဟူထင်ခဲ့မိသည်နေစဉ်ဆောင်မှလူရေနေပြီမေကွေပွင့်နိုင်ခဲ့ပါပြီတဲ့တန်နာလေးရေဘေခါရှိပြုံးမလာကူကွေခုဆုလို့ဖုံးမောင်းလန်တာမေဒုတိယအပိုက်တွင် လင်းစေတို့တငယ်ချင်းအဖွဲ့များစီမှစကားသံတို့ထိတ်သွားကြသည်တယောက်စာနှစ်ယောက်စာရင်မိုးနားလေးသို့ကတ်လာပြီးလာနာထောင်ကြသည်ကိုဒီပစ်တီဆိုနေပုံသည် သူတယောက်ထဲရှိနေသလိုစုံကြီးနေသည် ပုံပေါက်သည်စီးနောင်ထားသည့်သူ့သဖင်များဝစ်စင်ထားသည့်တီရှပ်အဖြူဂျင်းပင်အတူတို့နှင့်မလိုက်ဖက်အောင်ပင် သူ့မြမာတန်ကပီတာကြင်ညာလွန်လာသည် ဖြူပြလေးငူရသွဲ့နှွေးချစ်တဲ့သူခင်ရဲ့မညိုမျက်နှာထားရေရဲ့ညိုကြည့်နေစိမ့်နာလီလာကွေရွှေနေစီငုံကလေးနေနှုတ်ခမ်းတော်ဆူလုံးနေဖြူပြလေးငူရသွဲ့နှွေးချစ်တဲ့သူခင်ရဲ့ မညုံမြတ်ထားတွင်နေညုံချီနေစိမ့်နာလီလာကွေရွှေနေစီငုံကလေးနေနှုတ်ခမ်းတော်ဆူလုံးနေနေစဉ်ဆောက်မှလူရဲ့နေပြီမေကွေပွင့်နိုင်ခဲ့ပါပြီတန်နာလေးရဲ့ဘေခါရှိပြုံးမာလာကူကွေ ခုဆုလိုဖုံးမောင်နန္တာမေနေစဉ်ဆောက်မလူရေနေပေမဲ့ကွေဖွင့်နိုင်ခဲ့ပါပြီတဲ့တဏှာလေးရေဘေခါချစ်ပြုံးမာလာကူကွေခုဆုလိုဖုံးမောင်နန္တာမေ သူတချင်းတန်တိတ်သွားသည့်အခါမှပအဝန်းကျင်တစ်ခုလုံးလဲတိတ်ဆိတ်နေသည်ကိုတတိထားမိလိုက်သည်။ဟိုးလင်းစေတတဲကတချင်းဆိုကောင်းလိုက်တာ။လင်းစေတငယ်ချင်းများကလက်ခုပ်တီးပြီးအားပေးချသည်။ကိုတေးဖစ်ကရင်မိုးအားလှမ်းကြည့်ပြီးတိချက်စကားတန်လင်းကြားချင်တာပါဗျာ။ချင်းမြင့်ပါအောင်ဟုဆိုလာသည်။ပြောစရာမရှိအောင်ကောင်းနေတာကိုကျမဘာပြောရမှာလဲရှင်ကျွန်တော်နားတော့ ပဲစိတ်တက်တော်မင်းရှင်မိုးအားခပြုံပြုံလေးငင်းရင်ကိုဒီဖစ်ကဆိုလေသည်ရှင်မိုးနှင့်လင်းစေတို့အဖွဲ့ကိုကလေးတယောက်ဤမိခင်ကကားဖြင့်လာခေါ်ကသင်တန်းသို့လိုက်ပို့ပေးသည် လင်းစေတို့အဖွဲ့ကအရှိမအရင်ထွက်သွားကြသည့်ခါကိုဒီဖစ်သည်ရှင်မိုးအနားလေးသို့ရောက်လာကကျေးဇူးတင်ပါတယ်မိုးရေဒီနေ့လာပေးတဲ့အတွက်ရောကျွန်တော်တချင်းဆိုပြခွင့်ရတဲ့အတွက်ရောပေါ့ ခတ်တိုးတိုးလေးလာပြောသည်ရုတ်တရက်ရင်မိုးဘာပြန်ပြောရမယ်မသိအနှင်းငယ်ကြောင်သွားသည်နားကြားများလွဲသလားဟုလဲထင်မိလိုက်တာလဲပါသည်ရင်မိုးကိုမိုးဟုတလုံးတည်းခေါ်လိုက်သည်ဟုတ်သည်မိုးဟုအဖျားစုတ်ခေါ်လိုက်တာဖြစ်သည်ညနေတင်နန်းပြီးချိန်တွင်အိမ်ကလာကြိုသည်ကဆော့ရောက်နေသည်အဖေယုံပည့်ရဲ့မိုးသွားစရာရှိဘူးထင်သည် ကားဆောင်ပေးကြမိကလေးများကိုနှုတ်ဆက်ပြီးကားပေါ်တို့တက်တော်မှာကားထဲတွင်ဧည့်သည်အချို့ထိုင်နေသည်ကိုတွေ့ရသည်မိမိမိုးကပင်နှင်းပြီးချိန်နောက်ကြမှာဆိုပြီးအိမ်ဝလာတဲ့ဧည့်သည်တွေကို အရင်ဝင်ကြိုပေးတာလေအဖေရှင်မောင်ဦးမြင့်ဆွေကရှင်းပြသည်တမီးကအပြင်မှာပူလာတာပဲဓာတ်ပုံထဲမှာတွေ့တော့မိကက်တွေပြင်ထားလို့ထင်နေအသက်နည်းနည်းပိုကြီးနေတယ်လို့ပဲအခုကြတော့ကလေးမျက်နာလေးပါတော့ ဘသူရိမန်းမသိသည့်ဧည့်သည်အတော်များဤချီကျူးစကားကိုရှင်မိုးအပြုံးဖြင့်သာတုံ့ပြန်လိုက်သည်ရှင်မိုးအားဓပ်ပုံတွေထဲတွင်မြင်ဘူးထားပြီးဖြစ်မိခြင်းသည်အဖေတငယ်ချင်းများကတော့နှထိုးကြီးဘက်တွင်ရှိသဖြင့် ရှင်မိုးတို့နှင့်ပါရင်းနှီးကြသည်ယခုလာသည်နှထိုးကြီးကဆိုသည့်ဧည့်သည်များကိုတော့တကားမြမစုံဘူးမတွေ့ဘူးသဖြင့်ရှင်မိုးစကားမဆိုဘဲညင်ပြီးလိုက်လာခဲ့သည် အင်းရောက်တော့မှအကြောင်းစုံကို အမေကရှင်းပြသည် အဖေတငယ်ချင်းအိမ်တွင်ရင်မိုးမယ်ဖွဲရသည့်တပ်ပုံများချိတ်ဆွဲထားသည်ထိုပုံများကိုယခုလာလေသည့်ဧည့်သည်တော်များကတွေ့သွားပြီးသူတို့တူနှင့်ဆက်ချင်ဟတ်ချင်ကြသည်ရင်မိုးတပ်ပုံကိုတစ်ဖက်လူအားပြကြည့်သည့်အခါထိုသူကလည်းရင်မိုးအားသဘောကျသည်တည်းမိဘများကမြို့မြေနှဖုံးရုပ်ရှင်ရုံးပိုင်ရှင်များဖြစ်ကြသည်ဟုဆိုသည်ထိုသူ၏အတော်များက ဒီနေ့အရင်ကြိုးရောက်နှင်ကြခြင်းဖြစ်သည်မနက်ဖြန်နေ့လယ်တွင်ထိုလူနှင့်သူ့အမေကရှင်မိုးအားလာရောက်အကဲခတ်ကြမည်ဟုဆိုသည်အဖေသည်လည်းအကြောင်းစုံကိုရှင်မိုးနှင့်မှအတူတူသိရခြင်းဖြစ်သည် အဖေတငယ်ချင်းများမှတဆင့်အမေထံသို့ချဉ်ကပ်ခါသူတို့ဘာသာစီစဉ်ကြခြင်းဖြစ်သည်ရှင်မိုးအားအိမ်တော်ပြုစေခြင်းနေသည့်အဖေလည်းသဘောကျတော့မည်ဟုရှင်မိုးထင်ခဲ့မိသည်တိုးတော်လည်းအဖေက နားအကဲခတ်ရအောင်ကျွန်တော်သမီးကကိုပစ္စည်းမှမဟုတ်တာဖျားဟုမကြင်မနှက်ပြောလိုက်သည်ဒီနောက်တော့ရောက်နေသည့်ဧည့်သည်များစီမှစကားပြောရင်ထိုလူအကြောင်းကိုတဆင့်အကဲဖြတ်နေရသည်ညီကိုနှစ်ယောက်ရှိပြီး အငယ်ဆုံးသားဖြစ်ကြောင်းအလုတ်အကိုင်မှရှေတက်မှပူကြီးဖြစ်ကြောင်းသူ့အကိုတုံးကကိုချစ်မြတ်လို့ရယူလာခဲ့ပြီးမိန်းကလေးဘက်မှအနှင်းငယ်ချို့တဲ့သဖြင့်မိန်းကလေးမိဘဆွေမျိုးများအိမ်တို့အလဲလာရင်း တောင်းလို့လို့ထင်ကမယုံတင်ကဆက်ဆံထချောင်းစသည်စသည်ဖြစ်တစေတဆောင်အဖေကအကဲခတ်ပေးခဲ့သည် လူလူချင်းအထင်သေးဆက်ဆံတတ်သည့်မိခင်နှင့်ရင်မိုးအားကွန်ပျူစီတစ်ခုတစ်ဖွဲအကဲလာခတ်မည်ဆိုသည့်ထိုလူကို အဖေကအရင်မြင်နေမည်နဖန်နေလဲစားအတူတူစားကြမည်အစီအစဉ်ကိုရင်မိုးတို့တာဖာနှစ်ယောက် တီယိုတိုင်မင်ကရှောင်ပြေးဖို့စီစဉ်ကြတော်သည် အဖေကတော့နန်းတွင်းထဲတွင်တကယ်အစည်းအဝေးရှိနေသဖြင့်အဆင်ပြေသွားသည်ရှင်မိုးကတော့မနဲ့တင်တန်းချိန်ပြီးလျင်အိမ်မပြန်မဲမျက်နေတင်တန်းဆက်နေလိုက်ဖို့စိတ်ကူးထားသည်ည10နာရီလောက်တွင်လင်းစေထံမှဖုံးဆက်လာသည်တီချဲဒီနေ့သမီးတို့အိမ်မှာအဆင်ပြေရလားယင်သမီးလည်းတငယ်ချင်းတွေနဲ့စကားပြောနေကြတော့တီချဲကိုဖိထားသလိုဖြစ်သွားတယ်တီချဲပြန်သွားတော့တဲ့တွေကလင်းစေကိုစုနေလို့ ပြစ်ထပြစ်မထားပါဘူးဒီချက်လည်းအဆင်ပြေတာကိုအရေးမကြီးပဲနဲ့မိုးရောင်ချုပ်နေပြီးဘာဖြစ်လို့ဖုံးထွက်ဆက်နေရတာလဲကြားပါတယ်ဒီချက်ကလည်းအိမ်သားလေးကြိုက်ရပဲဟာကိုဒီချက်နှစ်ဖက်ကတင်တဲ့ကိုပဲအချိန်လာမှလဲဒီချက်ရောက်မဲ့အချိန်လင်းစီလဲလာခဲ့ပြီလေဒီချက်ကမနှစ်ဖက်တင်တဲ့ပြီးရင်အိမ်မပြန်တော့ဘူးဧည့်သည်တွေကိုရှောင်ကျင်လို့ဒါဆိုလင်းစီလဲစောလာခဲ့လीနော်အမေမကြားအောင်လေတံတိုးလေးဖြစ် လင်းစေကိုသတင်းပေးလိုက်မိသည်မနေ့ပိုင်းတင်နန်းပြီးချိန်တွင် လင်းစေတို့သားအဖတင်နန်းသူ ရောက်လာကြသည်ညနေတင်နန်းချိန်ရောက်သည့်အချိန်တီချက်ဒီမှာအကြာကြီးနေနေရမှာပေါ့ညကလင်းစေပြောပြလို့လာခေါ်တာပါအိမ်သားကဆိုင်ရဲ့တစည်းငှားလာခဲ့တယ်တီချေလင်းတီချေလင်းစင်နောက်ကထိုင်လိုက်လိုက်သူကကျွန်းကျွန်းချင်ချင်မောင်းတက်တယ်ရေမိုးလဲတယောက်တည်းဖြစ်နေမြည်အတူတူမငင်းတော့ပဲလိုက်ခဲလိုက်ပြီးတော့တယ်ညကလေးက ရှင်မိုးအားလာခေါ်မည်ဟုစဉ်းစားထားကြပြီးလင်းစေတို့သားဖသည်ဟင်းများချက်ထားပြီးဖြစ်နေသည်မြမချက်ကို ကချင်ချက်ချက်ထားပြီးဂောရခသည်ချင်မေယုတီထောင်းဖြစ်ဖွဲ့ဖွဲ့ရရာရှိလာသည်နှင်းရဲ့စတိုက်ရောက်ခဲ့သည့်ဒီအိမ်လေးကိုရှင်မိုးရှင်နီးသလိုခံစားလာရသည်နှိလေစားစားပြီးသည့်အခါကိုတေပိကမိဘကြောင့်တန်ရှင်ရေးလုံနေပြီးလင်းစေနေရှင်မိုးကိုအဝင်မခံ ဧကန်းထဲတွင်ထိုင်နေရင်းပြန့်ကျဲနေသည့်ပစ္စည်းချို့ကိုရင်မိုးသိမ့်ပေးနေလိုက်သည်ထို့နောက်စုတ်တန်တဲ့သချင်းစာအုပ်များကိုစနစ်တကျစီရီထားလိုက်သည်တင့်တယ်လို့ထိုင်ထားသည့်စတီကုံများကိုနေရာတကျပြန်စီပြီးသည့်အခါမင်းကထုတ်ထားသည့်ပတ်တလားကိုစတီကုံလေးဖေးရှိခေါ်အပူလေးပေါ်တွင်တင်ကြည့်လိုက်တော့ကွက်တိဖြစ်နေသည်အခန်းထောင်တွင်ထောင်ထားသည့်ခစ်တာကိုနေရန်ပေါ်ရှိတန်တိုင်တွင်ချိတ်ထားလိုက်သည် ဧကန်းချမ်းမြေမော်တွင်ဘာပစ္စည်းမှမရှိတော့သည့်အခါနင်းစီကတပစ္စည်းတစ်ချောင်းဖြင့်တန်ရှင်ရေးလာလုပ်ပေးသည်ကိုဒေးဗစ်မိဖို့ခန်းထဲမှထွက်လာသည့်အခါရှင်းလင်းနေသည့်ဧကန်းကိုကြည့်ကအံ့ဩသည့်အမူအရာလုပ်ပြပြီးအိုးနင်းစီဒဲဒီလိုဖေးအိမ်ရောက်နေတာလေဟင်ဒီချေကရှင်းနေတော့သမီးလည်းနေလို့မရတော့ဘူးဒဲဒီရဲ့နေ့တိုင်းတန်ရှင်ရေးလုပ်ဖြစ်အောင်ဒီချေကိုအိမ်ခဏခဏခေါ်မှထင်တယ်နော် ကဲဒါဆိုတီချဲနဲ့လင်းစီကိုခွန်ပြုတဲ့အနေနဲ့ကျွန်တော်သင်းစုပြမယ်လေ။နယံတွင်ချိတ်ထားသည့်ဂီတာကိုလှမ်းဖြုတ်လိုက်ပြီးကြမ်းမြင်ပေါ်တွင်ထိုင်ချလိုက်သည်။မင်းသက်ရှူသည်လေကိုထကြခြင်းဒေးဒေးမေးရပြောင်းအိမ်ဆက်ချိန်လေးတဲ့ဘသူရဲ့ကြောင်းအိမ်မနေတာလဲမင်းရဲ့ရှင်ခွန်းတဲ့ ကိုကြဆောင်လို့တွားပြီးမေလိုမြရတဲ့ဒီလိုအချိန်လေးကိုရခဲ့ဒါရီပြောင်းဆုံးဖို့မလွယ်ဘူးမြမတန်စင်ဆိုသည့်အခါကသူ့အတန်ကချိုမြမြအခုတော့အရှာရှာလေးထွက်လာသည် ူကိုအာယုံနေတဲ့ရှိတဲ့မင်းလေးနဲ့ရှိစနေအချိန်တွေကိုတားဆီးပြီးတွေ့ချင်သေးတဲ့ချစ်ရဲ့ကိုစုံလို့ပကဒမေကိုအလုံးစုံရှုံးရပါတယ်ပိုင်ဆိုင်နဲ့ရထားကပြည့်ဆိုင်သွားနိုင်သေးတယ်ကိုစိုးလို့ဖုတ်ကတမင်း I don't wanna miss a thing ဆိုသည့် origin နဲ့တခြင်းအမည်ကိုတော့သိပြီးစီတူလင်းပြန်ဆိုထားသည်ကို နားထောင်ဘူးတော့လေတခြင်းအမည်ကိုတော့ရင်မိုးမသိခဲ့ခေါင်းတစ်ဖက်ဆောင်းကမျက်စိမိတ်ထားပြီးဂီတာတီးနေသည့်သူဟန်သည်ရင်မိုးမျက်လုံးထဲတွင်ကြည်လိုကောင်းနေသည်အကိုရီမောင်နေချာကြည်ပြင်းခဲ့ရတော့လေသူတို့ဂီတာတီးတခြင်းစုံနေသည့်အချိန်များတွင်ရင်မိုးမပါဝင်ဘူးခဲ့ ်မဲပြိုင်ပွဲဝင်စဉ်တစ်လျှောက်လုံးတွင်လည်းတချင်းနားထောင်လိုက်ဆူလုပ်ခဲ့ဘူးသည်များအိတ်မရှိခဲ့တချင်းအများဆုံးနားထောင်ဖြစ်ခဲ့သည့်အချိန်သည်ကိုရန်နှင့်ຫນွေຈောင်းပည့်ရက်ကအများဆုံးဖြစ်ခဲ့မိခြင်းသည်စာရင်းလည်းအများကြီးဖတ်ဖြစ်ခဲ့ကထိုတင့်ကအများဆုံးဖြစ်သည်မဲပြိုင်ပွဲဆင်မော်တို့တက်ပြီးကလေးကထိုအရာများနှင့်အဝေးကြီးမဟုတ်ခဲ့တော်လေနင်းနီးဆက်ဆက်မရှိခဲ့သည်တော့အမှန်ယခုမှဂီတအရသာကို အပြည့်အဝခံစားနာထောင်မှုရတော့မင်းသက်ရှူတဲ့လေ ကိုထကြခြင်းတွေမရဲ့ပြောင်းအိမ်ဆက်ချင်းလေးတွေဘသူရဲ့ကြောင်းအိမ်မက်နေတာလေမင်းရဲ့ရှင်ခွင်နေကိုကြဆုံးလို့တွားပြီး အမေလိုမြားတဲ့ဒီလိုအချိန်လေးကိုရခဲ့ဒါရီပြောင်းဆုံးဖို့မလွယ်ဘူးကိုအာယုံနေတဲ့ရှိတဲ့မင်းနဲ့ရှိစနေ့ အချိန်တွေကိုတားဆီးပြီးတွေ့ချင်သေးတဲ့ချစ်ရဲ့ကိုစုံလို့ပုခတ်တမေကိုအလုံးစုံရှုံးရပါတယ်ပိုင်ဆိုင်နေရထားခဲ့ပြီးရင်ဆိုင်သွားနိုင်သေးတယ်ကိုစုံလို့ပုခတ်တမေနောက်ဆုံးအပိုက်တွင်အတန်မြင့်ပြီးအော်ဆိုလိုက်သည့်အခါသူ့အတန်သည်အရှာရှာမဟုတ်တော့ဘူး မိုးဒီချင်းနာမည်ကိုသိလားဗျစီသူလင်းဆိုထားတာနည်းတချင်းပြီးဆုံးသွားတော့လဲတီလုံးအပိုက်လေးကိုတိုးတိုးဆက်တီးနေရင်ရှင်မိုးအားလှမ်းမည်သည်မိုးရင်တချင်းနာမည်က I don't wanna miss a thing မဟုတ်လားစီသူလင်းတချင်းနာမည်ကိုတော့မသိဘူးကျမကတချင်းတွေနားမထောင်ပြခဲ့တာတော်တော်ကြာနေပြီဟာမိုးကလည်းတချင်းနားမထောင်လို့ဒါပဲမိုးရင်တချင်းတော့သိနေတာကို အဲ့ဒါကဟိုးရင်နားထောင်ဘူးထားလို့ပါအိမ်မှာကက်ဆက်ဖွင့်ပြီးနားမဖောင်ပြတာကိုပြောတာသွားရင်လာရင်တော့ချင်းတွေကကြားနေရတာပဲလေဆွန့်လုတ်ခတ်သူတဲ့နောက်ပိုင်းတွင်ဒေးဗစ်ကရှင်မိုးအားဘိုးဟူသည့်နန်းစားကို ပေါ့ပေါ့တင်တင်ခေါ်တော့သုံးဆွဲလာသည်ထိုနေ့ကလင်းစီတို့တာဖနှင့်စကားတွေအများကြီးပြော့ပြစ်သည်ကိုဒေးဗစ်ကမေမျိုးသားဖြစ်ပြီးလင်းစီအမေက မိုင်းပြင်းသူဖြစ်သည်ဥယျာဉ်ချမ်းစိုက်ပျိုးပြီးအသက်မွေးသည့်ကိုဒေးဖြစ်သူမိသားစု၃ယောက်ဘဝကအေးအေးချမ်းချမ်းရှိလာသည်ခန္ဓမာဘန်းမင်းမျိုးဘန်းနှင့်ဒေါနာဘန်းရောင်ရငွေများနှင့်မန္တလေးတွင်သားကိုတက်ကူထားနိုင်သည်တူရီသောသားမှုចောင်းပြီးသွားတော်လဲအစိုးရဝန်ထမ်းမလုပ်စေပဲသူဝါဒနာပါရာဂီတဖက်ကိုဦးစားပေးခဲ့ကြသည်တယ်နမေကြီးအစိုးရအချို့နှင့် အတွဲခွေများဖတ်ဖူးတီချီရှိခဲ့သည် ်ငယ်စဉ်ကလေးကဖះအကြောင်းတဲ့ရင်ဂီတနဲ့အကျွမ်းတွင်ရှိခဲ့သူမှုဒီနေပဲ့သည်ကိုဒေးဖစ်အတွက်မစိမ့်သက်သူ့အဆိုအတီးများကို သဘောကျနှစ်ခြိုက်ကြသဖြင့်အနေနဲ့ရရက်မှ ဘာသာရေးဆိုင်ရာပွဲများတွင်ကိုဒေးဖစ်ကိုခေါ်ချသည်တက္ကသိုလ်နောက်ဆုံးနှစ်ကအမေရိကသို့ပင် လိုက်ပါတီခတ်ဤဆိုဖြော်၍ဘူးခဲ့သည်ဟုဆိုသည်တခုသောညရာသည်တွင်ဘာသာရေးတင်နန်းကိုမင်းမျိုးတွင်ကျင်းပကြသည် တနိုင်ငံလုံးရှိ ခရိယန်လူငယ်များစုယုံရောက်ရှိလာကြသည် ထို့အထဲတွင်နင်းစီအမေသည်လည်းအပါအဝင်ဖြစ်သည်နွေရာသီတင်နှမ်းမှာပင်စစ်သူအဖြစ်သူရောက်ရှိသွားကြပြီးလာနေငယ်အတွင်းလက်ထပ်ဖြစ်လိုက်ကြသည်အသက်9နှစ်ကြီးသည့်နင်းစီအမေကို ကိုတင်းပစ်မိဘများကသဘောတိတ်မကြ ထို့တဲ့ပူသဘောမကြသည်မှာလက်ထပ်ပြီးသည့်အခါသူတို့သားအမိုင်းပြင်းဘက်သို့ခေါ်သွားခြင်းဖြစ်သည် ကိုဒေးဗစ်လောက်တက်တီမှာ ဂီတာတီးတချင်းဆိုခြင်းဖြင့်ပန်းပြင်များစိုက်ပျိုးတတ်ခြင်းပင်ဖြစ်သည်မင်းစေတို့အမေသည် မိုင်းပြင်းတွင်ပုံစုံဆိုင်အကြီးအကြီးဖွင့်ထားသည်ဈေးလက်ကုမယောင်းတတ်သည့်ကိုတေးပိအဖို့တပတ်လျင်တင်းငွေတွေတည့်ရက်သာဖရာကြောင်းတွင်ဂီတာတီးရင်ဓမ္မတီးများသီဆိုခွင့်ရသည်ကိုမျိုးစုံတင်ရောင်းသည့်ကုံစုံဆိုင်တွင်ဆေးပြားများကိုအဓိကထားရောင်းချကြောင်းရောက်ပြီးလေးလာခန့်အကြာမှာ ကိုတေးပိရှိစားမိရသည်တာဝန်ရှိနေမည်မှုတို့နှင့်ရင်းနှီးကျွမ်းဝင်ခင်မင်ဖေးမထားမှုတို့ကြောင့်အစဉ်ပြေသည်ဟုဆိုရအထူးစီမံချက်ကာလတွင်တော့အိမ်သားထဲမှတယောက်ယောက်သည် အထူးဧည့်သည်တော်အဖြစ်ခိတ္တသွားနေထိုင်ပေးရသည်သို့တော်လည်းနေမည်မှုတို့ကောင်းမှုကြောင့်ကြာကြာနေရသည်မရှိပဲအိမ်ပြန်ရောက်လာတတ်ကြသည်ထိုအဖြစ်ပြက်တို့သည်သူတို့မိသားစုအတွက်တော့ ထမင်းစားရေတောက်တဖွဲဖြစ်လို့နေကြပြီ ကိုဒေးဗစ်တယောက်မိုင်းပြင်းတွင်ကိုလာခန့်နေထိုင်ပြီးနောက်ထိုဒေတာသည် သူနှစ်မအဆက်မန်းတည်လာရပြီ လင်းစီအမေကိုခေါ်ကမေမျိုးသူပြန်လာခဲ့တော်သည် ထိုအချိန်တွင် လင်းစီကိုကိုဝင်ဆောင်ထားရပြီ ဖြစ်သည်ကိုဒေးဗစ်ကတော့မန္တလေးဘက်မှတငယ်ချင်းများနှင့်အဆက်အသွယ်ပြန်ရပြီးသချင်းကိုထုတ်ဖို့စီစဉ်သည်ထိုအခါကမန္တလေးမြို့တွင်စားတောက်ဆိုင်ကြီးများ၌ စင်တင်ဒီဂီတာများဖျော်ပြတင်ဆက်မှုများအချိန်ကောင်းစားအချိန်ဖြစ်သည်ကိုဒေးပစ်တို့တငယ်ချင်းတစုစီရီခွေထုတ်နိုင်ရေးအတွက်နာမည်ကြီးစားပေါက်ဆိုင်တဆိုင်တွင်အလုပ်ဝင်လုပ်ကြသည်ကျောင်းသားဘောကနေခဲ့သည့်အဆောင်မှပင် ပြန်ကားနေကြပြီးမိမျိုးတို့တစ်ဖက်တစ်ခါမှသာပြန်နိုင်သည်မင်းစေအမေအတွက်လည်းမိမျိုးသည် သူ့အတွက်နေပြော်ရာနေရာမဟုတ်မီလင်းစေမွေးဖွားပြီး6လပြည့်သည့်နေ့တွင် ပိုဒစ်ဖြစ်ပြန်လာသည်ထိမဆောင်ဆိုင်တော့ပဲမိုင်းပြင်းသို့ပြန်သွားလေတော့သည်ကိုဒေးဖြစ်သည်တငယ်ချင်းများနှင့်အခွေကိစ္စစီစဉ်ပြီးချိန်မှမိုင်းပြင်းသို့လိုက်နိုင်တော့သည်လင်းစေလေးပင်အသက်တစ်နှစ်ပြည့်လေပြီလင်းစေရောသူ့အမေပါမိုင်းပြင်းတွင်အသားကျနေကြပြီမေမျိုးတို့ပြန်ခေါ်လို့မရတော့ထို့သောဖြင့်မေမျိုးနှင့်မိုင်းပြင်းကူးကြည်တန်ကြီးလောက်ခါနေထိုင်ရင် 联系熄灯长度、极度、撇拉的。